မင်္ဂလာပါရှင်။ MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်။အခုမင်္ဂလာပါရှင်။မင်္ဂလာပါညီမ။ ဒီနေ့မှာတော့အဆောင်ကုန်းကျလုံးညက်ဒီဇိုင်းမှာအခြေခံအကြဆုံးရှိတဲ့မွန်အားလုပ်တွေအကြောင်းကိုအပိုင်း3.1 3.1 3.1 3 3 3ကိုအခြေခံပြီးဆွေးနွေးသွားခြင်းပါတယ်ပထမဆုံးအနေနဲ့အပိုင်း3.1 3.1မှာပါတဲ့ dead load ဆိုတာဘာကိုဆိုလိုတာပါလဲရှင် dead load ဆိုတာကအဆောက်အအုံရဲ့ကိုပိုင်းအလေးချိန် ဆိုလိုတာကနယန်ကျမ်းပင် အမူလေကားတယ်လို့အဆောက်အုံတိဆောက်ရမှာထည့်သွင်းအသုံးပြုထားတဲ့အစိပ်ပိုင်းတွေရဲ့အလေးချိန်အလုံးကိုဆိုလိုတာပါသူ့ကိုတွက်ချက်တဲ့အခါမှာတော့အဓိကစီမင်းကအသုံးပြုမဲ့ပစ္စည်းတွေနဲ့တိဆောက်မှုပုံစံတွေရဲ့တကယ်အလေးချိန်အစစ်ကိုပဲအသုံးပြုရမှာဖြစ်တယ်တကယ်လို့တိကျတဲ့အချက်အလက်မရှိရင်တော့သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကအတီးပြုထားတဲ့တန်ဖိုးတွေကိုအသုံးပြုရပါတယ် ြားဆိုရင်တခြားထည့်သွင်းစဉ်းစားရမယ့်အရာတွေရောရှိသေးလားရှင်။ဥပမာအဆောင်ထဲမှာထည့်သွင်းတက်ဆင်ထားတဲ့ပိုက်တွေ၊ဝါယာကြိုးတွေလိုမျိုးပေါ့။ deadlock ကိုတွတ်ချက်တဲ့အခါမှာအဆောက်အုံရဲ့အဓိကတိဆောက်ပုံအပြင်အများတန်းတက်ဆင်ထားတဲ့ဝန်ဆောင်မှုပစ္စည်းတွေရဲ့အလေးချိန်ကိုပါမထစ်မနီထည့်သွင်းရပါမယ်။ဝန်ဆောင်မှုပစ္စည်းတွေဆိုတာဘာတွေကိုဆိုလိုတာပါလဲ။ဥပမာအထင်ရေပိုက်လိုင်းတွေလျှက်စစ်တွေတန်းထားတဲ့ဂျိုးတွေမဲ့ပိုက်လိုင်းတွေပြီးတော့အပူပိန်း လေဝင်းလီထုနဲ့လီအေးဘေးစနစ်တည်းရဲ့အလေးချိန်အားလုံးပါဝင်ပါလေဒီပစ္စည်းတွေအားလုံးကအဆောက်အုံပေါ်မှာအမြဲတမ်းလုတ်အနေနဲ့ရှိနေတာဖြစ်လို့ dead look ထဲမှာထည့်သွင်းပြီးဒီဇိုင်းပြုလုပ်ရပါတယ် dead look နဲ့ live look တိအပြင်အဆောက်အုံရဲ့အောက်ခြေမှာရှိတဲ့မြေကြီးနဲ့ရေကဖြစ်ပေါ်စေတဲ့ဝန်အားတွေအကြောင်းသင်ချင်ပါတယ်အကိုအထူးသဖြင့်မြေအောက်ခန်း basement တွေအထွတ်ဘလို့ဝန်အားတွေကိုထည့်သွင်းစဉ်းစားရတယ်လဲရှင်မြေအောက်တိဆောက်ပုံတွေအထွတ်ဆိုရင် အဓိကအားဖြင့်ဝန်အားအမျိုးအစားနှစ်ခုကိုထည့်သွင်းစဉ်းစားရပါတယ်တစ်ခုကမြေကြီးကနေဘေးတိုက်သွန်းကန်တဲ့ဘေးတိုက်ဖိအား lateral pressure ဖြစ်ပြီးနောက်တစ်ခုက အောက်ကနေအပေါ်ကို ပင့်တင်တဲ့အပေါ်ပင့်ဟာ uplift pressure ပါဘေးတိုက်ဖိအားအကြောင်းကိုအရင်ရှင်းပြပေးပါလားအကိုမြေအောက်ခန်းနေရန်တွေကိုဒီဇိုင်းထုတ်တဲ့အခါမှာသူ့ဘေးကမြေကြီးရဲ့သွန်းကန်အားကိုခံနိုင်အောင်တွတ်ချက်ရပါတယ် အကောင်းဆုံးကတော့ soil investigation report မှာပါတဲ့တန်ဖိုးတွေကိုတုံးဖို့ပါပဲတကယ်လို့အဲ့ဒီအစီရင်ခံစားမရှိရင်တောင်ကုတ်ကအနည်းဆုံးဒီဇိုင်းထုတ်ရမယ်မြေသားဝန်အားတွေကိုဇယား3.1ဒသမ3မှာသတ်မှတ်ပေးထားပါတယ်ဒါအပြင် မြေပေါ်မှာရှိနေနိုင်တဲ့ကားတွေတခြားအဆောက်အုံတွေရဲ့အပိုးဝန်ကိုလည်းထိတွင်စဉ်းစားရပါသေးတယ်ညီမအဲ့ဒီနေရာမှာမြေအောက်ရေရှိနေရင်ရောဘာတွေပြောင်းလဲထွက်ပါသလဲမြေအောက်ရေရှိနေရင် ပိုပြီးအသေးစိတ်ကျသွားပါတယ်ရေကြောင့်မြေကြီးရဲ့အလေးချိန်က ရေထဲမှာပေါ်နေသလိုဖြစ်ပြီးနည်းနည်းပေါက်သွားပေမဲ့အဲ့ဒီအစားရေရဲ့ pH hydrostatic pressure အပိကိုပါထပ်ပေါင်းထည့်ပေးရပါသေးတယ်ဒါအပြင်အပိုဓာတ်နဲ့ခိုင်ခိုင်မာမာချိတ်ဆက်ထားလို့ရွေလျားလို့မရတဲ့မြေအောက်ခန်းနေရံတွေကို address pressure နဲ့ design ထုတ်ပြီးလွတ်လပ်စွာရွေလျားမိုက်တဲ့နေရံတွေကိုတော့ active pressure နဲ့ ဒီဇိုင်းထုတ်ခွင့်ရှိပါတယ်။အောက်ကနေအပေါ်ကိုပင့်တင်တဲ့အပေါ်ပင့်အား uplift pressure ကတော့ဘယ်လိုမျိုးပါလဲ။ဒါကလည်းမြေအောက်ရေနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။မြေအောက်ခန်းရဲ့ janking တွေကိုဒီဇိုင်းထုတ်တဲ့အခါမှာမြေအောက်ရေကအောက်ကနေအပေါ်ကိုပင့်တင်နေတဲ့ရေဖြီအားအပိကိုခံနိုင်အောင်တွတ်ချက်ရပါတယ်။အဆောက်အုံတစ်ခုလုံးကိုလေတစင်းလိုသဘောထားပြီးရေကပင့်တင်တဲ့အားကြောင့်ပေါ်မလာအောင်ဒါမှမဟုတ် janking တွေကွဲအံ့မသွားအောင်ကာကွယ်ရတာပါ။ မီးအမိုးစားနဲ့ပတ်သက်ပြီးအထူးသတိထားရမယ့်အချက်တရောရှိပါသလားဟုတ်ကဲ့အလွန်အရေးကြီးတဲ့ဖောင်းပွားတတ်တော်မီး expensive soy ဆိုတာရှိတယ်ဒီမီးအမျိုးအစားကရေဆိုတဲ့အခါမှာဖောင်းကြွာလာပြီးအဆောက်အုံငယ်ဥမစ်တွေကျန်းကင်းတွေကိုအပေါ်ကိုတွန်းကန်တပ်ပါတယ်ဒီလိုမီးအမျိုးအစားရှိနေရင်ကောက်ကဖြည့်ရှင်းတဲ့နှစ်ခုပေးထားပါတယ်ဥမစ်နဲ့ကျန်းကင်းတွေကိုအဲ့ဒီဖောင်းပွားအားကိုခံနိုင်အောင် အထူးခိုင်ခန့်အောင်ဒီဇိုင်းထုတ်တာသို့မဟုတ်အဆောက်အုံအောက်က ဖောင်းပွားတတ်တဲ့မြေတွေကိုဖယ်ရှားပြီးတည်ငိမ့်တဲ့မြေအမျိုးအစားနဲ့အစားထိုးတာပါအပိုင်း၃တတမ၂တမ၃မှာအဆောင်အုံကိုတကယ်အသုံးပြုတဲ့အခါဖြစ်ပေါ်လာတဲ့ပြောင်းလဲနေတဲ့ life flow ဆိုတာဘာကိုဆိုလိုလာပါလဲရှင် life flow ဆိုတာက dead look နဲ့စန့်ကျင်ဘက်ပါသူကအမြဲတမ်းမရှိဘဲအဆောင်အုံကိုအသုံးပြုခြင်းနဲ့နေထိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရွှေ့ပြောင်းလို့ရတဲ့ဝန်ဒီကိုဆိုလိုတာပါဥပမာလူတွေပြိပေါ်ကတွေယုံသုံးပစ္စည်းတွေ ကုန်ပစ္စည်းတွေရဲ့အလေးချိန်ပေါ့အရေးကြီးတာကဒီအထဲမှာအဆောက်အုံရဲ့ကိုပိုင်အလေးချိန်လေတန်းငရင်တန်းလိုပတ်ဝန်းကျင်ဝန်အားတွေမပါဝင်ပါဘူးဒါဆိုရင် roof life load ဆိုတာကရောတာမန် life load နဲ့ဘာကွာတယ်လဲအကိုကောင်းတယ်မေးခွန်းပါမယ် roof life load ဆိုတာကလူဒီခုံမိုးပေါ်မှာအမြဲတမ်းနေထိုင်လို့ထစ်ပေါ်လာတဲ့ဝန်ကိုဆိုလိုတာမဟုတ်ပါဘူးသူကအဓိကအားဖြင့်တပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်တဲ့အခါ အလုတ်သမားတွေသူတို့ရဲ့ကိရိယာတွေပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ဝန်နဲ့နနင်ခေါင်းမိုးပေါ်မှာတင်ထားနိုင်တဲ့ပန်းအိုးလိုမျိုးရွှေ့ပြောင်းလို့ရတဲ့အလှဆင်ပစ္စည်းငယ်တွေရဲ့ဝန်ကိုဆိုလိုတာပါဒီ life လို့အပိုင်းမှာလူတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့သက်ဆိုင်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့လေရန်လေကားတွေရဲ့အထိပယ်ဖွင့်ဆိုချက်တွေအများကြီးတွေ့ရပါတယ်ဒါတွေက life လို့နဲ့ဘလို့ဆက်ဆက်နေပါသလဲဟုတ်ပါတယ်ဒီစိတ်ပိုင်းတွေကလူတွေနဲ့တိုက်ရိုက်တက်ရောက်တဲ့ live logo ခံနိုင်ဖို့အတွက်အထူးဒီဇိုင်းထုတ်ကြတာပါတခုချင်းစီမှာခံနိုင်ရမယ့်ဝန်အမျိုးအစားမတူပါဘူးဥပမာ Henry နဲ့ Grabber တွေကလူတစ်ယောက်ရဲ့ဆွဲအားတွန်းအားကိုခံနိုင်ရပါမယ် God Ray System ကတော့မြင့်တဲ့နေရာတွေကနေလူတွေပြုတ်မကျအောင်ကာကွယ်ပေးထားပြီးလူတစ်ယောက်ရဲ့မိတွန်းအားတိုက်မိတဲ့အားကိုခံနိုင်ရရှိရပါမယ် Fix Ladder ဆိုရင်လည်းလူတစ်ယောက်ရဲ့ကိုယ်အလေးချိန်အပြင်သူတဲဆောင်လာနိုင်တဲ့ PC လီရဲ့ဝန်ကိုပါခံနိုင်ရပါမယ် ကားပါကင်နေမှာတုံးတဲ့ car varia system ကရော life load အမျိုးအစားတစ်ခုလားဟုတ်ပါတယ်ဒါကအလွန်ကြီးမားတဲ့ life load အမျိုးအစားတစ်ခုပါတာမန်လင်ရန်ဒီလိုလူရဲ့အားကိုပဲတွက်လို့မရပါဘူးသူကကားတစ်စီးရဲ့ဝင်တိုက်တဲ့အားဆိုတဲ့အလွန်ကြီးမားတဲ့ life load တစ်ခုကိုခံနိုင်အောင် အထူးခိုင်ခန့်အောင်တည်ဆောက်ရတာဖြစ်ပြီးအသက် NDA ကာကွယ်ရေးအတွက်အလွန်အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ် ဒါဆိုရင်အဆောက်အအုံတလုံးရဲ့ဒီဇိုင်းမှာအမြဲတမ်းရှိနေမဲ့ဓာတ်လုံနဲ့ပဝန်းကျင်ဝန်အားတွေကိုအရင်ဆုံးထည့်သွင်းစဉ်းစားရမည်။ပြီးမှအဲ့ဒီအပေါ်မှာအသုံးပြုမှုအလိုက်ပြောင်းလဲနေမဲ့ live look တွေကိုထပ်ဆင့်ပြီးထည့်သွင်းစဉ်းစားရမည်။အဲ့ဒီ live look တွေထဲမှာလူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်လက်ရောင်းလို့အစိတ်အပိုင်းတွေက ခံနိုင်ရမယ့်ဝန်တွေအထိအသေးစိတ်ပါဝင်တာဖြစ်ကြောင်းနားလည်လိုက်ပါတယ်ရှင်။အခုလိုအသေးစိတ်ကြကြရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုကိုရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရဲ့အခန်းကွဲ3တသမာနေ့မှာ ကျန်းရှိသေးတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်ပါနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။